အားလုံးပဲမင်္ဂလာပါခင်ဗျဘာမီအင်္ဂလာကကျွန်တော်ကတော့ကိုရီဇက်ပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီတစ်ခေါက်ဗီဒီယိုလေးကဆိုရင်ဖြင့်ငရံ့နေကိုအမုန်းကျိတ်ချင်တဲ့ညီကိုရီအတွက်ကိုကြိုးပါအသုံးပြုပုံလေးနဲ့ရေရောက်အယုတ်တွေကိုဘယ်လိုဆော့ရလဲဆိုတဲ့ဗီဒီယိုလေးရဲ့အသေးစိတ်ပဲဖြစ်ပါတယ်စိတ်ဝင်စားတဲ့ညီကိုများအတွက်ကိုအသေးစိတ်ရှင်းပြတဲ့ဗီဒီယိုလေးဖြစ်တဲ့အတွက်ကြောင့် like ပါကြည့်ရှုအားပေးကြပါဦးခင်ဗျာတို့လေးကိုတွင်းအောင်လမ်းငယ်ပါဖိတ်လို့ခေါ်ပြောစရာ call on no no လေးကတော့ဂျိုးဖားလေးနဲ့ပေါ့နော်ဂျိုးဖားလေးနဲ့ကျွန်တော်ပြရပါပါကျွန်တော်တို့ဒီဂျိုးဖားလေးကိုတုံးတဲ့အခါမှာကျွန်တော်တို့ဒီလိုဖင်လေးရပါနော်ဒီမှာအပေါက်ကလေးရှိရပေါ့အဲ့အပေါက်ကလေးကိုကျွန်တော်တို့နည်းနည်းလေးထက်ချဲ့ပြရပါတယ်အဲ့လိုထက်ချဲ့ပြီးပြီးတော့မှကျွန်တော်တို့ဟိုပြစ်တာပို့ပြီးတော့ပုံမှန်ပြရအဲ့ဒါမှအဲကျွန်တော်ငားကြိုက်တဲ့ခါကျရင်မလွတ်တာပါခင်ဗျာဒီဂျိုးဖားလေးကိုဖင်လေးမဖောက်ပေးဘဲနဲ့ကျွန်တော်တို့ဝဲလာတဲ့အတိုင်းကိုပြင်မယ်ရှိရှိနော်ငားကြိုက်တဲ့ခါမှာတော့သမိပါခင်ဗျာ ကျိုးဖားလေးရဲ့အရှင်ကိုကျွန်တော်တို့ဘယ်လိုဆော့ရမလဲဆိုတော့ကျွန်တော်တို့ကြာတွေဓာတ်တွေရေညှိတွေပေါ့နော်အရန်ထူတဲ့နေရာတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့အဲတစ်ချက်ချင်းရက်လိုက်20စက္ကန့်လောက်ထားလိုက်ပေါ့နော်ပြီးရင်ဆွဲလိုက်နည်းနည်းလေးထားလိုက်ကြာကြာလေးထားလိုက်အဲ့လိုနည်းနည်းလေးဆွဲလိုက်အဲ့လိုလေးတော့စိမ့်ပြလက်ပြထိုင်ပြီးတော့ကိုအဲဆော့ရတဲ့ကျိုးဖားလေးရဲ့အရှင်အယုံမျိုးပေါ့နော်အဲ့လိုအယုံမျိုးကိုအဲ့လိုစိမ့်ပြလက်ပြထိုင်ဆော့ရတာပေါ့ ဒီကံတွေကိုကျွန်တော်ဥပမာအနေနဲ့ပြပေးတာပါခင်ဗျာ ကျွန်တော်တို့ဒီမှာတော့အဲငားတွေလည်းပါသလိုငားတွေကအယုတ်တော်ရင်နေတာပါကျွန်တော်တို့ဘလို့ဆော့ဆော့ကိုငားတွေကမကြိုက်တော့ပါဘူးခင်ဗျာ ိုးဖားလေးရဲ့အရှင်ကိုဘယ်လိုဆော့ရလဲဆိုတော့အသေးစိတ်ကိုကျွန်တော်အဲလိုက်ပြပေးတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဒါလေးကတော့ကျိုးဖားအသုံးပြုပုံလေးပဲဖြစ်ပါတယ်ခင်ဗျာကျိုးဖားအသုံးပြုပုံလေးပြီးပြီဆိုတာနဲ့ရေအောက်ရုပ်တွေကိုဘယ်လိုဆော့ရသလဲဘယ်လိုအရှင်မျိုးတွေတုံးရလဲဆိုတော့ဗီဒီယိုလေးရဲ့အသေးစိတ်ကိုလည်းထပ်မံပြပေးထားပါတယ်ခင်ဗျာစစ်စစ်ချက်စတော့ဒီမှာဖြစ်နေတော့ဟုတ်ကဲ့လာပြည့်တယ်ဟုတ်ကဲ့ဒါကြည့် เดี๋ยวอยู่ดีสั้นเด็กมาที่นี่นะครับเด็กน้องเด็กซีซีเท้าเสือเรือ အခုကျွန်တော်ပြနေတဲ့အယုတ်လေးရတော့ကျွန်တော်တို့ဆော့ပိတ်ငါးလေးပေါ့နော်အဲဒီအယုတ်လေးရဆိုရင်ပြင်ငရန့်နူပါတော့ဗောနော်ရေအောင်ငါတော်တော်များများကြိုက်တယ်ဗောများသောအဖြစ်ကျွန်တော်တို့ငရန့်တော်တော်များများကကျွန်တော်တို့ရေအောင်ရုပ်ကစားမယ်ဆိုလို့ရှိရင်ဗောနော်အဲကျွန်တော်တို့နေပူတဲ့အချိန်မျိုးတွေမှာကျွန်တော်တို့ရေအောင်ရုပ်ကိုအများသောအဖြစ်ကစားပေးပါခင်ဗျာ အဲအဲ့ဒါဆိုရင်ကျွန်တော်တို့ငရဲနေရရေအောက်မှာနေပူပူဆိုတာနဲ့ရေအောက်ကိုဆင်းသွားတကြလို့ကျွန်တော်တို့ရေအောက်ရုပ်ကိုအဲ့လိုအချိန်မျိုးတွေမှာစော့ပြီးတာပို့ပြီးတော့ထိရောက်နိုင်ပါတယ်ခင်ဗျကျွန်တော်တို့ရေအောက်ရုပ်ရဲ့သဘောတဘာဝကဆိုရင်ဖြင့်အရှင်ကနှစ်မျိုးရှိတယ်ဖြည်းဖြည်းနဲ့ပုံမှန်စော့လို့ရတာနဲ့ကျွန်တော်တို့အမြန်လေးဆွဲပြီးစော့ရတာနဲ့နှစ်မျိုးစလုံးကိုစော့ကြည့်လို့ရပါတယ်ခင်ဗျရေအောက်ရုပ်အရှင်လေးကိုလည်းကျွန်တော်ဗီဒီယိုလေးမှာငားမရအောင်ဆိုပြီးနဲ့အကောင်းဆုံးနေပြောပြရင်းနဲ့စော့ပြပေးထားပါတယ်ခင်ဗျ ကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်းကြိုက်နှစ်သက်တဲ့ဆိုရင်လည်း like and subscribe လေးလုပ်သွားဖို့ပြောရင်းနဲ့ပဲအဲကြည့်ရှုသူတူတူတယောက်ချင်းစီတိုင်းလည်းစိတ်ရောကိုယ်ပါရှင်လန်းချမ်းမြေ့ကြပါစေလို့ဆုတောင်းရင်းနဲ့ပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါရခင်ဗျာ online ပဲပေးလို့ခေါ်ပြောစရာ call on no no